ိတ်ပင်ပန်းလားဆိုအဲ့လိုကတော့မပင်ပန်းဘူးဘာဖြစ်လို့လဲဆိုတော့အမျိုးသားတော်ဘယ်လိုပြောထားလဲဆိုတော့အဲတခုခုများသူစိတ်တမ်းမကြလို့စူချင်တာရှိတယ်ပြောချင်တာရှိတယ်ဆိုရင်လို့စကားပြီးမှစူပါလို့ဒီကားလေးအတွင်းမှာတော့နည်းနည်းလေးစိတ်ထည့်ထားလို့ stress လေးတွေမပြီးချင်လို့မှန်တော့ဇက်တောင်ချောင်းမှုလို့ stress ကပြီးနေပြီသားဆိုတော့လေကိုယ်အဲ့လိုမျိုးလေးတွေပြောတာပေါ့နော်ဒါပေမဲ့တကယ်တမ်းကျတော့အားလုံးအဆင်ပြေပြေနဲ့ပဲပြီးသွားပါလေဟုတ်မင်းခုလိုအရွယ်ရောက်လာဘယ်သူကကျွေးမွေးခဲ့တာလဲဟောဒီကငါပြီးတယ်မှာပါဟဲ့ဆောင်ဝဲတာဆောင်ဝဲတော့မှာပေါ့ စောင့်နေတာပြန်ပေါ်လာတာငါတို့ထင်သလောက်မဟုတ်ဘူးလို့ idea ကရော့သွားတယ်လို့ကသူကဘယ်လိုဖြစ်သွားတယ်လို့အဲ့လိုမျိုးတွေမဖြစ်အောင်လို့သူတက်နိုင်တယ်လို့စူးစမ်းထားပါတယ်။အဲ့တော့ငါစိတ်ကပြတ်ပဲ။ဒီဘဝလုံးသားရောက်ကျွတ်ပါစေ။နှလုံးသားနဲ့ညီပြီးတော့စုတောင်းပေးလိုက်မယ်။နေတိုင်းနှီးပေါင်းကိုရတယ်ဇလန်လေဟိုအဲ့လိုငွေရတဲ့ဆင်းလေးလည်းနည်းနည်းများတယ်ဆိုတော့လေ ဒီဇလန်းလေးကကြတော့မြို့သူတို့စာဖက်ပရိသတ်ရှိပြီးဒါလှိုင်းလေးကြပန်းရွှေကြဆိုရဲဝတ္ထုလေးပေါ့နော်ဒါလေးကကြတော့မြို့သူတို့ရိုက်ရိုက်ဖို့ရည်ရွယ်ထားတာတော့တော်တော်ကြာပြီပေါ့နော်အကြောင်းမျိုးမျိုးနဲ့ဈေးထဲမှာနှစ်တွေချပြီးတော့မှမနစ်ကမှမြို့သူပြန်ရိုက်ဖြစ်ခဲ့တာဒါမြို့သူကမ်းပက်လူမျိုးလည်းဖြစ်နေတဲ့အခါကြတော့လေဒီပွဲလေးမှာကိုကပြန်ပြီးတော့တက်ရတဲ့ခါမျိုးမှာလေအရန်စိတ်လှုပ်ရှားတယ်ပြီးတော့ဒီဇက်ဆိုလို့ရှိရင်ကိုအရန်ရိုက်ချင်တာရုပ်ဆောင်ရတဲ့အတွက်ကြောင့်ကိုအရန်ပျော်ရပါတယ်ပြီးတော့ အဲနည်းနည်းလေးနှစ်တည်းချပြီးမှကမ်ဘက်အနေနဲ့ပြန်လာလေးဆိုတော့လေကုကုကလည်းဟောအဆင်ပြေပါမလား item တွေမှာများရော့နေမလားဘာဆိုဒီနောက်ကလေးတွေอ่ะဆိုရင်အရန်တော်ကြတယ်ဆိုတော့ကိုအဲ့ stress လေးနည်းနည်းရှိတာပေါ့နော်အဲဒါမဲ့အများကြီးလာဝင်းရံပေးကြတယ်အမတွေရောမိုင်းတို့တွေရောတကူတကောက်ရောက်လာပေးရဲ့ကျေးဇူးအများကြီးတင်တယ်အဲ့လိုမျိုးဆိုတော့လေဒီဈေးကိုကိုကိုနဲ့လိုက်ဖက်မယ်လို့တွေးတာမဟုတ်ဘူးဒီဈက်ကိုအဲဂျုံကရိုက်ရင်ကောင်းမှာပဲဇလန်တွဲဆိုရင်ကောင်းမှာပဲဆိုပြီးတော့မှမြို့သူကဟိုစိတ်ကူးရင်ခဲ့တာပေါ့နော်နောက်ဆုံး ဒီဟာရိုက်မယ်ရုံကရိုက်မယ်ဆိုတာသိတဲ့အချိန်မှာမြို့သူကကက်စတင်လေးပိုင်တော့မှပဲဘာပဲပြောပြောပီတီဖြစ်တယ်ပေါ့နော်နောက်ဆုံးကျတော့ကိုရောက်သွားတော့လဲ ပို့ပြီးတော့ဝမ်းသာရတယ်ဝမ်းသာတဲ့အပြင်ကိုပရက်ရှာတစ်ခုကပါရှိလဲဆိုတော့ကိုရမ်းလိုချင်နေပြီးကိုရနေပြီးတော့မှကိုမလုံးနိုင်ဘူးဆိုတဲ့ဟာမျိုးကြရင်ပုံအောင်နိုင်ရအောင်မှာဆိုတော့လေတက်နိုင်တဲ့လောက်တော့ကြိုးစားထားပါတယ်လို့လွယ်ချက်လေးရှင်လဲပြောပြပေးကြပါဟာလို့ဟုတ်ကဲ့ရှင်အခုဒီမှာဆိုလို့ရှိရင်မြို့သူတို့ကဒီចောင်းသူအရွယ်ပါမယ်အိမ်ဆောင်တဲ့အရွယ်ပါမယ်နောက်ဆုံးအသက်ဒီကလေးတွေကြီးလာတဲ့အရွယ်ပေါ့နော်အဲ့လိုမျိုးအရွယ်လေးရှိတဲ့အတွက်ကြောင့်မလို့ငယ်ရွယ်ချိန်မှာဖြစ်တဲ့ပုံစံရဲ့ ီဒီတက်လက်ပိုင်းအိမ်တော်ပြုပြီးချိန်မှာဖြစ်တဲ့ပုံစံနောက်ဆုံးအသက်ကြီးရဲ့ချိန်မှာလော့ဂရန်ရဲ့ပုံစံမျိုးပေါ့နော်အဲ့ဒါမျိုးတွေကိုတော့တတ်နိုင်တယ်လို့တော့မင်းတို့စူးစမ်းထားပါတယ်ရှင့်ပြီးတော့နောက်တစ်ခုကဒီကားလေးရက်တဲ့အချိန်မှာမင်းတို့အရင်စိတ်ချမ်းသာရပါတယ်အတူတူဒီပေါ့နော်ရိုက်ကူးရတဲ့သူတွေအကုန်လုံးနဲ့လည်းအဆင်ပြေတယ်ပြီးရင်နောက်တစ်ခုက director အရင်ကျေးဇူးတင်ပါတယ် director ကလေမင်းတို့နဲ့အရင်ညှိနှိုင်းပြီးတော့မှာပေါ့နော်ဟိုဒါရိုက်ကူးပေးတယ်ပြီးတော့ ဒါက driver ကိုတိုးဝေရန်လွင်ရဲ့ပထမဆုံးရိုက်တဲ့ဇာတ်လမ်းတွေဖြစ်ပါတယ်ဟုတ်အဲ့တော့လုံးဝအမှတ်တရဖြစ်တာပေါ့နော်ကိုယ့်ရဲ့ campaign နဲ့အကွက်ပထမဆုံးကားလေးနဲ့ဆိုတော့လေဟုတ်ကဲ့ဟုတ်နေတိုင်းနှီးပေါင်းငိုရတယ်ဇာတ်လမ်းလေဟိုအဲ့လိုငိုရတဲ့ဆင်းတွေလည်းနည်းနည်းများတယ်ဆိုတော့လေ ခန်းနိုင်ရတော့လေကိုအမြဲတမ်းဟိုဘယ်လိုအားဆိုင်ထားလို့မလားမသိကိုတော့ကတော့အမတရားဖြစ်စေတဲ့အရာတွေများတယ်ပေါ့နော်ပြီးတော့နောက်တစ်ခါကျတော့ဒီမှာ team work ကကျတော့သူအရန်ညီတယ်ဒီဆက်သမားတွေရောဒီ cameraman တွေရောအကုန်လုံးတစ်ဖွဲ့လုံး crew တစ်ဖွဲ့လုံးကလေမြင်မြင်ရဲကြမယ်မြင်မြင်ဥစားဖြစ်ကြမယ်ပေါ့နော်ပြီးတော့ဘာတခြားစိတ်နှောက်ရှက်ဖြစ်ရမှာမဖြစ်ခါကျတော့ဒီဇာတ်ရုပ်ကိုဖတ်တဲ့အခါမှာသူရိုက်ခဲ့သမျှဇလန်တွေ့ရမှာလေတော်တော်ကိုလေဟိုဘယ်လိုပြောမလဲ ိတ်ချမ်းသာတဲ့ကားလေးလို့ပြောလို့ရပါတယ်။ကိုယ်ပေးလာတဲ့ဇက်ရုပ်ပုံမှာတောင်ဝင်ကြည့်အောင်လည်းမကြိုးစားပါနဲ့။ဟိုအမှန်ဆိုရင်မြတ်သူဆိုရင်ဟာသားနဲ့မလိုက်ဘူးပေါ့နော်။ဒါပေမဲ့အဲ့လိုတန်းတန်းဆွေလိုဇက်ကောင်မျိုးလဲမြတ်သူလုတ်ခဲ့တဲ့အဲ fighting ကားတွေမြတ်သူရိုက်ခဲ့တဲ့တတိယမြောက်ဆုံးမဲ့လိုမျိုးပေါ့နော်။ဆိုတော့အဓိကကတော့ဟို drama ပိုင်နေမပိုင်ဆိုတာတက် ကိုဘလို့ဇဲယူလေးပေးမလဲပေါ့နော်ပေးလိုက်ပုံမှာတတ်နိုင်သလားမသိဘူးတာဝန်ကျအောင်ကြိုးစားပါရဲ့ရှင်ဟိုဟာပေါ့အဲ့လိုမျိုးကြီးတော့ပြောလို့မရအောင်ဇက်တစ်ခုလုံးကကောင်းတာပေါ့နော်ကြာညိုတယောက်တည်းကောင်းနေတာမဟုတ်ဘူးလူတိုင်းသူ့ရဲ့ဟိုအဲ့လို reason လေးနေနေပေါ့နော်အဲဒါမဲ့နောက်တစ်ခုကတော့ဟိုဘလို့လေးပဲပြောချင်လဲဆိုတော့ထူထောင်ထားပြီးသားအိမ်တော်ဆိုလို့ရှိရင်တော့တတ်နိုင်သလားမပြည့်စည်အောင်အမျိုးသားအမျိုးသမီးရောပေါ့နော်နှစ်ဖက်စလုံးကစီးရီတွေနဲ့စောင့်ထိန်ကြရင်တော့ဒီကလေးတွေမှာစိတ်နာကြရဖြစ်ကြရမရှိတော့ဘူးအဲအဲ့ဒီတော့ ဟိုအဲ့လိုမျိုးလေးတွေမဖြစ်စေချင်ဘူးပေါ့နော်ဆိုတော့ဒီဟာမျိုးလေးတွေကိုလည်းဟိုဒါဟိုယူလို့ရအောင်ပေါ့နော်ရိုက်ပြထားလို့ထင်ပါတယ်ဇက်ကိုကစာပေပိမှန်ဆူရထားတယ်ဇက်ဆိုတော့တကယ်အရန်ကောက်နေဆက်လေးမဟုတ်ဘူးအဲ့ဒါကိုကပြောမှာမဟုတ် တော့ဘူးကိုကမျောနေကြတဲ့ကိုတိတိပေးနေကြတဲ့ပရိသတ်တွေကဟိုပြောရမယ့်စကားမျိုးလိုမျိုးသူထင်တယ်ဘာလို့ဆိုတော့အာ စောင့်နေတာပြန်ပေါ်လာတာငါတို့ထင်တယ်လောက်မဟုတ်ဘူးလို့အိုက်တင်ကြီးကယော့သွားတယ်လို့က तू ကဘယ်လိုဖြစ်သွားတယ်လို့အဲ့လိုမျိုးတွေမဖြစ်အောင်တော့မင်းတက်နိုင်တယ်လို့ကြိုးစားထားပါတယ်အဲ့တော့ဆောင်းမွေးအောင်မအောင်ကတော့ပရိသတ်ဖိပဲပြန်နာဆောင်အောင်ပေါ့နော်တကယ်အလုပ်လည်းမနာပါဘူးကြားထဲမှာရအောင်လို့မြို့သူဟိုစာအဓိကတော့ management ပေါ့နော် management ကဒါပေမဲ့ကိုပါမှဟိုလုံးလို့ရမယ့် system မျိုးမဟုတ်ပဲねကိုမပါလဲဆက် run နိုင်တဲ့ system မျိုးဖြစ်အောင်လို့မြို့သူငကိုရဲဟိုက plan လုပ်ထားတယ်ကလေးတွေ တကယ်ရိုက်တဲ့ချိန်မျိုးမှာလည်းမြို့သူကသူတို့ဆိုရင် group တွေအများကြီးနဲ့ပေါ့နော်ဘယ်ဘလို့ဘလို့ဘလို့လောက်ရမယ်ဆိုတဲ့အားမျိုးပေါ့အဲ့ဒါတွေအကုန်လုံးကျတော့အကိုကစီစဉ်ပေးတာပေါ့နော်အကွယ်ကျတော့ तू ကစီပွားရေးလုပ်နေသူဖြစ်တဲ့အတွက်ကြောင့်ဒီလို management mind ကကျတော့ तू ကဟိုပို့ပြီးအခုထပ်ပို့တည်တော့လေအခုပြန်လေ့လာပြီးတော့မှအဲလုတ်ခဲ့တာဆိုတော့ तू ကားသွားရိုက်တယ်ဒါပေမဲ့ညာဘက်ကျလို့ရှိရင်ဒီစီရင်စရာတွေပတ်သက်တာတွေအပရိန်မျိုးစိန်နေချပြရမယ်ကြောက်တွေချပြရမယ်ဘလို့ဘလို့ဘလို့ပေါ့နော်အဲ့လိုမျိုးလေးတွေပေါ့တတ်နိုင်တဲ့လောက်ရအောင် ိတ်ပင်ပန်းလားဆိုအဲ့လိုကတော့မပင်ပန်းဘူးဘာဖြစ်လို့လဲဆိုတော့အမျိုးသားတော်ဘယ်လိုပြောထားလဲဆိုတော့အာတခုခုမြတ်သူစိတ်တမ်းမကြလို့ဆူချင်တာရှိတယ်ပြောချင်တာရှိတယ်ဆိုရင်လို့ဆက်ကားပြီးမှဆူပါလို့ဒီကားလေးအတွင်းမှာတော့နည်းနည်းလေးစိတ်ထည့်ထားလို့ stress လေးတွေမပြီးချင်လို့မှန်တော့ဆက်ကောင်ကြောင်မလို့ stress ကပြီးနေပြီသားဆိုတော့လေကိုအဲ့လိုမျိုးလေးတွေပြောတာပေါ့နော်ဒါပေမဲ့တကယ်တမ်းကျတော့အားလုံးအဆင်ပြေပြေနေပဲပြီးသွားပါတယ်ဟုတ်အကူကအများကြီးဒီဆိုက်ပေးပါတယ်ဟုတ် โอเคค่ะဟိုအဲ့လိုတော့မဖြစ်ပါဘူးဒါပေမဲ့ဒီကားရဲ့တစ်ချိန်မှာသူတို့နေမှာသွားရိုက်တော့ဟိုအကိုကဒီညောင်တုံးမှာသွားရိုက်တော့လေသူကအဲ့လိုဟိုတယ်ဘန်ဂလိုငားလိုက်တာငားလိုက်ပြီးတော့သူတောက်ချောင်းနေပြီးပြီးတော့ဟိုအဲ့လို view site ပြီးပါတယ်ဟုတ်ကဲ့ချဲအဲမြို့သူတို့ရဲ့ဒီ line လေးချပန်းရွှေချဆွဲဇလန်တွဲလေးက3ရက်12လစပြီးတော့မှပြန်ပြီးတော့အပိပောင်းလို့ကြည့်ချင်ပါတယ်ရှင်ဟုတ်ကျေးဇူးများတင်ပါတယ်ဟုတ်